့ဆက်ရှင်နေပြီစက်ကဆဲဝင်ရမှာဆိုလာပြီ35နှစ်အထိဆိုတော့ဟမ်အဲ့ကြတော့ဖာရမ်းမီလောင်နေကြတာဟိုထွက်ပြေးဒီထွက်ပြေးမချက်ဘူးလားဒီမိုကရေစီလိုချင်တယ်ဆိုပြည်သူလူထုကရောခမည်းတော်ကိုဘလို့ဟိုကျုံဆုံးမလဲတောင်းပေါင်းကြက်ကနေဘလို့ကျုံဆုံးလဲခမည်းတော်တွေးလိုက်ရတယ်ခမည်းတော်ရေထဲကပေတိကြီးဖြစ်လာတယ်ခမည်းတော်ကိုခမည်းတော်သိဟုတ်အားကြောင့်ဒီချက်အမှန်တမ်းပါဒီကောင်းတဲ့အခြေအနေလို့ပဲပြောပြရစီများ အလိုချရမီဝပီတူညီကိုမနမမြအားလုံးမင်္ဂလာပါ News Speech Channel ကနေပြန်မကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ၄ရက်နေ့ကျွန်တော်တို့အင်္ဂါနေ့မနေ့ပိုင်းမှာနောက်ဆုံးရရှိထားတဲ့တလန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့ပိုင်းမှာလည်းပေါ့နော်နောက်ဆုံးရရှိထားတဲ့တလန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်စာဆုံးကြည့်ရှုပေးကြမယ်မြေဝပီတူများအနေနဲ့လည်းစိတ်ချမ်းသာကိုကြမှာနဲ့ပြည့်စုံပြီးတော့မှလုပ်ငန်းဆောင်တာမြတ်မြတ်အဆင်ပြေကြောင်းမွေးကြပါစေလို့ကျွန်တော်ဒီနေ့ကနေဥစွာပြောလိုပါရစေဆိုတော့ကျွန်တော်တို့ခါတိုင်းလိုပဲအယုံဆုံးတရင်တော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဲ့ဘုတ်အနေနဲ့ကတော့ ကရင်နယ်ခြားဆောင်တပ် BGF ရဲ့ခေါင်းဆောင်ဘူမူကြီးစောချစ်သူနဲ့တခြား BGF ခေါင်းဆောင်တို့ချို့ကိုဖမ်းဝရန်ထုတ်နိုင်ဖို့အတွက်ထိုင်းအထူးထောက်လှမ်းရေးဌာန DSI ကနေပြီးတော့ပုံမခိုင်လုံတဲ့ထောက်ထားတွေနဲ့သူထိုင်းရှိနေရချို့ရုံးစီမှာတင်ပြတောင်းဆိုခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စောချစ်သူနဲ့ပေါင်းပေါ်တွေကိုဖမ်းဝရန်ထုတ်ဖို့ရည်ရွယ်ထားတဲ့နေရာမှာလက်ရှိဖြစ်ပွားနေတဲ့ပြည်တွင်းပြည်ပလူမုံဟိုလုပ်ငန်းတွေနဲ့အဆက်ဆက်ရှိနေတယ်ဆိုပြီးတော့မှ ထိုင်းသတင်းဌာနကလည်းမြန်မာဆက်လက်ပေါ်ပြထားတာပဲဖြစ်ပါတယ်။ကဲဒီလိုမျိုးပုံစံနဲ့ဆိုရင်တော့မြောက်လိုက်ရအကူအထားရတဲ့ပေါ့နော်ဆိုရှယ်တူနဲ့တခြားဒီ BJ ထိပ်ပိုင်းကောင်းဆောင်တွေကတော့ကျွန်တော်တို့ထိုင်းအာနာပိုင်တွေရဖန်ဆီချင်းကိုခံရဖို့ကတော့ကျင့်တယ်တော့ပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်အဲ့ဒီမြောက်ဝတီနဲ့တခြားနယ်တော်ဝိုင်းမှာလူကုန်ကူးမှုတွေနဲ့ကြက်ဖြတ်လုပ်ငန်းတွေကိုဥဆောင်လုပ်ကိုင်နေတဲ့အုပ်စုတွေကတော့အခုဆိုရင်ဖန်ခရဖို့ရှိနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးတိုင်းတရာဦးမြို့နယ်နဲ့နထိုးကြီးမြို့နယ်တို့မှာလေးအကြဖြစ်ပွားခဲ့တဲ့တပ်ပွဲတွင်ချမ်ပစစ်တပ်ဘက်က20ဦးထက်မနည်းတေဆုံပြီးတော့မှအထိနာတဲ့စစ်တပ်ကကျေးရွာတွေကိုမိရှုဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ညနေ4:00နာရီကနေပြီးတော့6:45မိနစ်ထိနထိုးကြီးမြို့နယ်တာစီလေးကျေးရွာနဲ့ မြရှုကျေးရွာအနီးတဝိုက်တွေမှာချမ်ပစစ်တပ်နဲ့မြင်းချန်ခဲအမတ်လေးကနေတဆယ်တရင်တရာဦးပကဖားတို့တိုက်ပွဲတွေထမှန်ဖြစ်ပွားခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစကွန်စီဘက်ကနေပြည်မှာကြာဆုံးများတဲ့အတွက်လေးချောင်းတက်ခဲမှုတွေဆက်လက်ထိုးစစ်ဆင်လှုပ်ဆောင်ခဲ့တယ်လို့ကျွန်တော်သိရတာဖြစ် ပြီးမှ PDF ရဲ့ပေါ်တွေအထူးခက်မရှိပဲနဲ့ပေါ့နော်။စုခွာနိုင်ခဲ့တာပဲဖြစ်ပါတယ်။စစ်ခွေးတွေကတော့အဲ့လိုပဲအညာဒေသမှာဆစ်ရှုံးပြီးဆိုတာနဲ့လေးချောင်းခေါ်မဲ့ပြည်သူလူထုတွေရဲ့နေအိမ်ကိုမိရှုဖြစ်စီတာတွေပြည်မှာလေးချောင်းကနေတက်ခဲမှုတွေတရဇလောလာတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။ နောက်ဆုံးသတင်းတို့တဘောအနေနဲ့ကတော့ စကိုင်းတိုင်းကံဘလူမျိုးနယ်ဇီကုံတရားစစ်ထဲကထွက်လာတဲ့ဆဲအုပ်စုနယ်ပြူစောထီးတွေကိုမနေ့ကမနေ့ပိုင်ဇီကုံမလဲလန်းနှစ်တောင်ရွာနေမိုက်ဆွဲတက်ခိုက်ခဲ့လို့ဆဲအုပ်စုနယ်ပြူစောထီးတွေအထိအနာအသေးများပြုံးမှထွက်ပြေးသွားတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာဖောကာတစီကျွန်တော်တို့ဘက်ကနေပြုံးမှတင်ပိုက်ရရှိထားတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်။ဆိုတော့စစ်ခွေးတွေကတော့ဘယ်နေရောက်ရောက်တော်လန်ရစုတွေရဲ့ချင်းမုံတုတ်တင်ချင်းကိုခံရတာမှမနာခံဘူးဆိုရင်တော့မျောစာဖြစ်ပြောင်းလဲပေးတာကိုကျွန်တော်တို့အနေနဲ့ဒီပိုင်ခတ်စစ်စစ်တွေးလိုက်တာပဲဖြစ်ပါတယ်။မျောလိုက်စစ်တပ်အနေနဲ့ မြောက်နိုင်ငံအခုချိန်မှာတိုင်းပြည်နဲ့ထွေပြဖို့စူးစမ်းနေတာဖြစ်ပြီးတော့မားတွေအောက်ခြေသားတွေကိုဒီလိုမျိုးပေါ့နော်တာဝန်ယူစိတ်မရှိဘဲနဲ့ထိုးကျူးနေတာပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့မှပထမဆုံးအနေနဲ့ကြားမှာကတော့ဆရာလူမြတ်ကျောင်းနဲ့ပြီးတော့အခုဆိုရင် AA ရဲ့စစ်မြေပေါင်းဆောင်ဖွင့်ပြီးတော့လောက်လာတဲ့ပေါ့နော်ထိုးစစ်တွေကြောင့်ကြောက်ဖြူတာမှမဟုတ်စစ်တွေဒီနှစ်ခုထဲကဘယ်ဟာကအရင်ကြမ်းလဲဆိုတာကိုသုံးသပ်ပြောဆိုထားရပဲဖြစ်ပါတယ်ဆရာလူမြတ်ကျောင်းဘယ်လိုမျိုးပြောထားလဲဆိုတာကျွန်တော်ဆက်ချင်လိုက်ရအောင်နော်ဖက်စစ်တက်ကအခုအယူမီဝိုင်းပြီးဗရာမြေလူ စက်ပြတဲ့အလင်ပြောက်တဲ့အခြေအနေနဲ့စစ်တွေကြောက်ဖြူမှာခြောက်ပတ်ရမ်းနေပါတယ်စစ်တွေကိုဒီကကြီးတဲ့အင်အားဖြည့်ပြီးစစ်တွေကိုတိုက်မယ်ထင်ပြီးအင်အားဖြည့်ထားလိုက်တာနောက်နှစ်ရက်သုံးရက်အကြာမှာကြောက်ဖြူအာကတတော်အီဟာတနောက်ရေးတဲ့ကိုစထိုးစစ်စင်တဲ့အခါကြတော့စစ်တွေကတပ်တွေကိုကြောက်ဖြူပြန်ခေါ်ဖို့အခွင့်မသားတဲ့ဖက်စစ်တပ်လာတကယ်ကိုအယူမီဝိုင်းဖြစ်နေပါ ဒါကြောင့်မို့စင်ကူရန်တင်နေစင်တာလေအမပတ်စင်ရှစ်ကလူတွေကိုအလင်းမြန်ထိုးသွင်းမယ်လို့သိရပြီညီပြင်းထိုးစစ်မရှိတော့တဲ့ဖက်စစ်တပ်ဟာရေထဲမှာလက်နက်ကြီးများနဲ့ပြစ်ခတ်နေပြီးရေထဲတင်မောဆက်နှစီနဲ့အင်အားဖြင့်ချလာတယ်လို့သိရပါတယ်အဲ့တော့အရကတတော်အေးဟာအကယ်၍ကြောက်ပြုတ်မှုထိုးစစ်ဆင်လာခဲ့ရင်ကြောက်ပြုတ်ဟာတိုက်ရည်ရင်ရှမ်းကုန်ရည်ရင်တွေ ပို့ဆောင်ထားသလိုပထမတစ်ခေါက်စစ်တွေကိုတိုက်မိထိပြီးပို့တာလည်းရည်ရည်ကြောက်ပြပန်းကတ်မရတဲ့အခြေအနေတွေဖြစ်နေပါတယ်။ဒါကြောင့်မို့ကြက်ရဲပေါ်လို့ကြီးကြောက်ဖြူအရင်ကြောက်လားစစ်တွေအရင်ကြောက်လားကောမန်ပါရေးထားပေးခဲ့ပါ။ဒါကတော့လက်ရှိကြောက်ဖြူစစ်တွေအခြေအနေတွေဖြစ်ပါတယ်။အဲ့တော့ကြောက်ဖြူအနည်းတစ်ဝိုက်ကြောက်ဖြူပင်လေပြန်မှာတော့တိုက်တင်မော်တွေ free gate တွေနဲ့ကင်းလက်ထားပြီးတိုက်ပွဲဖြစ်ွားရနေရာတွေဖြစ်တဲ့ ရှောက်ချောင်းဥကင်းကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့တရဇက်ပြစ်နေပါတယ်။ဒီကနေ့ဖေဖော်ဝါရီလ28ရက်နေ့မလာ1ရက်နေ့ထိမှာတော့ရှောက်ကင်းမှာစစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်နဲ့အာရကတ်တော်အီပြင်းထန်တဲ့ထိတိတိုက်ပွဲဖြစ်ပွားနေပြီးအာရကတ်တော်ရဲ့ထိုးစစ်တွေကြောင့်ကာကင်းစခန်းတွေမှန်သမျှဗညာပီရတဲ့ဌာနချုပ်တယ်ဖတ်ပြီးနေကြရပါတယ်။ကြောက်ပြီမှာခလာရ34ခမရ94ခမရ93ရက်တရင်30နှစ် တစ်ပုတ်ပင်တောင်မှာဓညဝတီရေတဲ့ဌာနချုပ်ဌာနချုပ်ထဲမှာရေတဲ့ဆက်မှုလက်မှုအင်ဂျင်နီယာတက်ရေတဲ့လေ့ကျင့်တက်လက်ရုံးတက်တွေနဲ့တပ်ပေါင်း18တက်ကြောက်ဖြစ်ပါရှိပါတယ်ခုနကကျွန်တော်ပြောလိုက်တာစစ်တွေဖြစ်ပါတယ်အဲ့တော့လက်ရှိချိန်ကြီးတော့တရင်သုံးခုလုံးကိုတိုက်နေပြီဓညဝတီရေတဲ့ကိုလက်နက်ကြီးနဲ့ထိုးပြီးရေတဲ့ရင်သုံးစက်နဲ့ကိုထိုးစစ်စတာပါတယ်ကြောက်ဖြစ်အရင်ကြာမလားစစ်တွေအရင်ကြာမလား ကယ်ဒီမှာဆရာလေးမျိုးကျော်ပြောသလိုပဲပေါ့နော်ကျတို့အခုဆိုရင်အေကန်နဲ့ပြုံးမလာလာပေါ့မနေစကောင်စီတွေကိုလဲဖြားပြီးတော့မှစကစားလိုက်တာပဲဖြစ်ပါတယ်သူတို့အနေနဲ့ကြောက်ဖြူကိုရင်တိုက်မလို့နဲ့စစ်တွေကိုတပ်ဖက်ကနေပြုံးမတိုက်နေတာဖြစ်လို့ပေါ့နော်မကြခင်မှာတော့အဲ့ဒီမျိုးတွေကတမျောတော့တေချာပေါက်ကြောက်ကြောက်မှာဖြစ်ပါတယ်စကောင်စီတပ်ဖွဲ့ဝင်တွေကနေပြုံးမအခုဆိုရင်အရာချင်းနေနေတာပြုံးမပြီးမှမလဲအေနဲ့ပုံတပ်ဖွဲ့ဝင်တွေကနေပြုံးမ စကောင်စီရဲ့စစ်ကန်ကုန်းတွေဘီဝါကုန်းတွေကိုတင်ပယ်ရရှိဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မြို့ဝပြည်သူတွေကလည်းပြုံးမလဲပေါ့နော်။အခုဆိုရင် AA နဲ့ Janet ဒီတော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ပြောင်းပြောင်းလဲလဲစစ်ဆွဲတွေကြောင့်အောင်မင်းတင်နေရတာဖြစ်ပေါ့မှတိုက်တိုင်းလဲအောင်ပွဲတွေရရှိနေတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ရွှေဘုံမြို့နယ်ကဘူမူကြီးအောင်ဆိုတဲ့ငနေတကောင်ကြောင့်ကျွန်တော်စစ်ပြုံးမှနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ရွှေဘုံမြို့ကပြည်သူတအူပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ် ရွှေဘိုတက်နယ်အမှတ်ရှိလေးကြည်ရေးတက်မှဗိုလ်မှူးကြီးအောင်အောင်အလုတ်တင်24ဟာရွှေဘိုနယ်တခွေမှာပြည်သူတွေအပေါ်အမျိုးမျိုးခေါင်းစဉ်တက်အမျက်ထုတ်လျက်ရှိနေပါတယ်။နေ့စဉ်ဒါတော့လုံးနေကြပါနော်ဒီကောင်တွေ။အများပြည်သူပါရေကားများကိုခေါင်းစဉ်အမျိုးမျိုးတက်ဖန်စီလျက်ရှိနေပါတယ်။အခုကာလတွင်တရားမဝင်ကုန်ပစ္စည်းတားဆီးနှိမ်နှင်းရေးကိုအကြောင်းပြကပြည်သူပိုင်သည့်ရင်းနှင့်ဆက်ရန်နေရာများကိုဖန်စီငွေတောင်းပြီးပြန်လွတ်ခြင်းပြီး အဆောင်ကိုရတဲ့နီးနဲ့ရှာဖွေလျက်ရှိနေပါတယ်။သူကြောင့်ပြည်သူတွေကစစ်တပ်အပေါ်ပုံမုံမုံတီနာကြီးတော့အောင်ပြုလုပ်နေတယ်လို့ဖြစ်နေပါတယ်။သူ့ရဲ့လှုပ်ဆောင်မှုများကတော့နံပါတ်၄သူနဲ့အပေးယူရှိတဲ့စီကုံတွေစားတောက်ကုံရောင်းချသည့်ကုံတွေစက်ပစ္စည်းရောင်းသည့်ကုံတွေအစားရှိသူတို့အားသူနှင့်ကြိုတင်ညှိနှိုင်းပြီးတတ်မှတ်ကြေးတောင်းလို့တာတွေရှိပါတယ်။နံပါတ်၄အကြောင်းမကြားပဲဝင်လာတဲ့ကုံတွေရဲ့ကာမြာကို မြေတူးဆက်များကုန်ပစ္စည်းများကိုဖမ်းဆီးပြီးသူလွတ်ပေးခြင်းသောအရာများကိုလွတ်ပေးပြီးသူမလွတ်ခြင်းသောအရာများကို မုံရွာတိုင်းစစ်ဌာနချုပ်သို့လွှဲပြောင်းပေးပြီးတိုင်းနဲ့ခွဲဝေစားတောက်ပါတယ်။တချို့ပြည်သူများထံမှယနေ့တိုင်ဆက်နဲ့ကားအစီးရေအများအပြားကိုစရင်ဖြောက်သိမ်းဆီးကအထက်အောက်နားလည်မှုယူရောင်းစားနေသည့်အထိပြုလုပ်လျက်ရှိနေပါတယ်။ပိုင်ရှင်များမှာလူပါအဖမ်းခံရမိဘေးကိုကြောက်ကြသဖြင့်မြည်တိုးများမလိုက်ရတော့ဘဲ ်ပစ္စည်းများကိုသာအဆုံးခံရင်ဘဝပြတ်ကြရပါတယ်။တတ်နယ်မှုဘုံမူကြီးအောင်အောင်က သူ့အတွက်လုံခြုံရေးအရာစိတ်ချရသော ရွှေဘိုဟိုတယ်ရှိအခန်းတစ်ခန်းကို အသုံးပြုပြီးကုန်တယ်များထံကငွေအပေးအယူများပြုလုပ်ပါတယ်။သူတတ်မှတ်ထားသည့်တစိုးလက်ဆောင်ယူခြင်းငွေကြေးများယူခြင်းကိုပြုလုပ်ပါတယ်။သူနဲ့ငွေအပေးယူပြုလုပ်တော်သူများမှာမိန်းကလေးများသာဖြစ်ပြီးသူစိတ်ချရတော်သူများကိုသာတွေ့ခွင့်ပေးပါတယ် ပုံမူကြီးအောင်အောင်ရဲ့အကျင့်ပြတ်မှုတွေကိုအများကသိအောင်ဖော်ပြပေးပါလို့ဤသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရဲ့ message ဘောက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ခုဒီမှာကျတော့ကြားတဲ့တိုင်ပဲဒီရွှေဘူကပေါ့နော်ချင်းပြချစားနေတဲ့ဘူမူကြီးအောင်ဆိုတဲ့ကောင်ကတော့တော်လိုင်းရဲဘော်တွေရဲ့လက်ချက်ကိုစားချင်နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျတော့နေတဲ့အကောင်ရဲ့တတဲ့ဆာနာလေးတွေမကြဖို့ပေါ့နော်မျိုးလေးပါတယ်မဟုတ်ဘူးဆိုတော့ကျတော့အဲ့နဲ့တဝိုက်မှာဒီကောင်ကနေပြီးတော့မှအထက်အောက်ပေါင်းပြီးတော့မှဖီစားနေတယ်လို့ကျတော့သိရတာဖြစ်ပြီးတော့မှဒါကသူတို့လို့နေချက်ခွက်တွေပဲဖြစ်တယ်မျိုးလိုင်းရနေပြီးတော့မှလည်းအထက်ကနေပြီးတော့မှပေါ့နော်ဒီလိုမျိုးလို့တွေလို့ဖို့ဆက်လက်ပြီးတော့မှမှကြားတယ်လို့ကျတော့သိရတာပြီးတော့မှဒါကစစ်ကောင်စီတဖွဲ့ဝင်တွေရဲ့ပြီးသူတွေပေါ့ ဝင်ရစ်ကိုသွေးဆုံးမှုတွေကိုပြသနေတာပဲဖြစ်ပါတယ်ဒီတော်လိုင်းရေးမှာကျွန်တော်တို့အနေနဲ့ physics နဲ့ကိုဘာကြောင့်ကျင်းပဖို့လိုနေလဲဆိုတာကိုပြသနေတာပြုံးပါကျွန်တော်တို့ပြည်သူတွေရဲ့ချွေးနှစားတွေကိုမတရားပါတော့အတင်းရမလိုချင်နေတဲ့စက်ကောင်စီတပ်သားတွေကြောင့်ကျွန်တော်တို့ဒီတော်လိုင်းရေးမှာစစ်ပြတော့မှာပေါ့နော်အောင်ပွဲတွေရရှိဖို့လိုနေတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့10မိနစ်ပေါင်းစုံဖွင့်ထားတယ်ပေါ့နော်အေးရထိုးစစ်တွေကြောင့်ကြော်ဆိုးဘယ်လိုမျိုးကြောက်လန့်တုံလုံးဘယ်လိုမှဖော်လို့ပဲစားတွေပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကြောက်ဖြူမျိုးမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်တိုက်ပွဲတွေကတော့ကျွန်တော်တို့ဒါ အကြီးတဲ့ဘက်ကိုဥတည်လာမလားဆိုတဲ့အနေအထားတွေတော့ရှိလာနိုင်တယ်ဒီပြည်ကျော်စစ်တွေပေါ့ဗျာရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာလည်းတိုက်ပွဲတွေကဆက်ဖြစ်နေတယ်လက်ရှိတပ်မတော်ကတော့ဒါလိုအပ်တဲ့ဒါစစ်စင်မှုကိုတောက်လျှောက်ဆောင်နေတယ်အဲ့တော့စစ်တွေမြို့ပါဗျာဒီရခိုင်ပြည်နယ်မြို့တော်ဖြစ်တယ်ရခိုင်ပြည်နယ်မြို့တော်ကြီးကြာသွားရင်တော့ကျွန်တော်တို့ကြာသွားရင်တော့ရခိုင်ပြည်နယ်ကြာတယ်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်လက်ရှိကြာခဲ့ကြာမှာလေရခိုင်ပြည်နယ်ရဲ့အုပ်ချုပ်ရေးမြို့တော်စစ်တွေမြို့ကတော့ဒါမကြာဘူးလက်ရှိဒီကျွန်တော်တို့အဝေးလောက်မှာပဲဒီ တိုက်ပွဲတွေကဆက်ရှိနေတယ်ပေါ့ဗျာပေကျော်ကြောက်ဖြူဘက်မှာလည်းတိုက်ပွဲတွေကဆက်ရှိနေတယ်ဒီတိုက်ပွဲတွေကပြင်းထန်တယ် AI ကတော့ကျွန်တော်စစ်မျက်နှာကိုတော်တော်ဖွင့်လာတာ AI ကတစ်ဖက်မှာကျွန်တော်တို့ဒါစစ်တွေမှာတို့စစ်မျက်နှာဖွင့်တယ်ဆက်ဖွင့်လာတယ်ပေါ့ဗျာတစ်ဖက်မှာကြောက်ဖြူမှာလည်းစစ်မျက်နှာထပ်ဖွင့်လာတယ်ပြီးတော့ကျွန်တော်တစ်ဖက်မှာဒါ AI တိုင်းဘက်မှာလည်း AI တိုင်းနဲ့ရခိုင်ပြည်တောင်ပိုင်းအဆက်မှာလည်းတို့တို့စစ်မျက်နှာကိုတော့ရှောက်ဖွင့်လာတယ်ပြီးတော့ကျွန်တော်အန်နဲ့ဒီအုတ်ချစ်ပင်နဲ့ဒါတောင်ကူလမ်းမိုက်မှာလည်းတို့စစ်မျက်နှာဖွင့်လာတယ်တစ်ဖက်မှာဆိုရင်လည်းတို့အနေနဲ့ဒါအန်နဲ့တစ်ဖက်ကမကွေးတိုင်း ပဒန်းပေါ့ဗျာလမ်းပိုက်မှာလည်းတို့ဆင်းပြတာဖွင့်လာတယ်တပတ်မှာဆိုလည်းပဲဒီအချမ်းပတ်အုပ်စုတွေကဒါအေးနဲ့ပူပေါင်းပြီးတော့တို့တိုက်ခိုက်နေတယ်လောက်နေတယ်အဲ့တော့ရခိုင်မျိုးတွေကတော့တော်တော်လေးပြုတ်နေပြီဗျာရခိုင်မျိုးတွေကတော်တော်လေးပြုတ်နေပြီအဲ့တော့တိုက်ပွဲတွေကတော့တော်တော်လေးဆက်ရှိနေတယ်အဲ့တော့အဆုံးသတ်ဗားတွေဆက်ပြမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့တို့ကတက်မလို့တို့အပြုတ်တိုက်ပြီးလို့တို့ကြွေးကြော်တယ်ဗျာအဲ့တော့တက်မလို့ပါဗျာတက်မလို့ကကျွန်တော်တို့တိုင်းပြည်ဘန်နာကိုဗျာခင်ဗျာဖိခုထိုင်ပြီးတော့အချမ်းပတ်သမားတွေတုတ်တင်ရတာဗျာပြောတာပဲနော်ဒီလက်ရှိအချမ်းပတ်သမားတွေကတော့တို့နိုင်ငံတကာရဲ့အထောက်ပံ့မရဘူးဆိုရင်တော့တို့ကအချိန်တော့ကြာသွားမှာ အချိန်ကျသွားမှာလုံးလုံးရရကျသွားမှာတော့မဟုတ်ဘူးအချိန်ကျသွားမယ်အချိန်တစ်ခုမှာတော့အနေထားတစ်ခုရောက်သွားမယ်လက်ရှိကျွန်တော် TNL ဆိုရင်လည်းပဲဒီတောင်ခမ်း area မှာရခင်ကသူတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ UBS ကနောက်ကွယ်ရနေပြီးလက်နက်ခဲရန်လူအင်ရပံ့ပိုးမှုတွေလုပ်ခဲ့တယ်လက်ရှိအဲ့ဒီအဖွဲ့တွေက UBS ကနည်းနည်းလေးညင်တော့သူတို့မှာလက်နက်ခဲရန်ပြသနာတွေတက်လာတယ်ဒီရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အစပေါ့ဗျာပြင်းလွင်နယ်နောင်ချိုအစတောင်ခမ်း area မှာဆိုရင်တော့တပ်မတော်ကနေမီတကြောလုံးကိုထိန်းချုပ်သွားပြီးပြီးတော့ကျွန်တော်တို့ဒီနောင်ချိုမြို့ကိုဒါတပ်မတော်က မဟာဗျူဟာမြောက်စစ်စင်တွေသူတို့ဆင်နွှဲဖို့အတွက်ဒါပြင်ဆင်နေတယ်။များမကြမီကာလမှာတော့ကျွန်တော်နောက်ချိုကိုပြန်ရဖို့အနေအထားတွေဖြစ်လာပြီ။အဲ့တော့ကျွန်တော်တို့ကတော့ဗျာရှင်းပါတယ်။နေရာတိုင်းမှာဒါနေရာတိုင်းမှာကျွန်တော်တို့ဒေါ်တီရာယူမလို့လူတွေများများပေါ်သေးခြင်းနဲ့ဆရာတို့ဥဝတော်ဝါလို့ပုံကူမျိုးတွေများများပေါ်သေးခြင်းပေါ်စီခြင်းနဲ့ဒါမှသာလေကျွန်တော်တူဒေတာနဲ့သူအဲ့ဒီလိုဒါကျွန်တော်တို့အဲ့လိုလူမျိုးတွေများများပေါ်လာပြီဆိုတော့အခြေအနေတကူကမြင်မြင်ကြီးတင်နေမှာဖြစ်ပါတယ်ကျော်ဆိုးရတော့ဗောနောအခုချိန်မှာတော့မြောက်လိုင်းတို့ဆက်တက်နေတဲ့နေရာဒေတာတိုင်းမှာအောင်ပွဲတွေရရှိဖို့တာဆူနေပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်တယ်တစ်ဖက်ကလည်းဘယ်လိုမှကျွန်တော် ကြည့်လိုက်မယ်ဆိုရင် A နဲ့ပူပေါင်းတော့ဖို့နေရထိုးစစ်တွေကမာမိတ်ပြပြပေါ့နော်ခုဆိုရင်အောင်ပွဲတွေရရှိနေတာဖြစ်ပေမဲ့ A ကရဟန်ပြည်ထဲမှာရှိတဲ့စစ်ခွေးတွေကိုလက်တီနေထဲမှာအပီးပြင်မောင်းထုတ်ဖို့ကြိုးစားနေတာကျွန်တော်အားလုံးလက်တီတာဖြစ်ပါတယ် ဒီလိုမျိုးအခြေအနေမှာမြောက်နိုင်တဲ့အုပ်စုကနေပြီးတော့မှအခုဆိုနေပြီးတော့မှခန်းဆဲတွေအခိုင်အမာပြင်ဆင်ထားပြီးတော့မှရုရှားတရုတ်အကူအညီနဲ့ပေါ့နော်အခုဆိုရင်ဒီလိုမျိုးလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်ဒါကမြောက်နိုင်ရတဲ့ပြီးတော့မှဒီပြပအကူအညီတွေတေချပောက်ကိုအခုဆိုရင်ပေါ်ပေါ်ထင်းနဲ့ယူလိုက်တာပြီးတော့ဘုံမရဲ့ကွာဒါကိုရေလုံးလုံးဖိနေကြတာပဲဖြစ်ပါတယ်ဘလိုပဲပြပတော်လင်းရဆုတွေရပေါ့နော်ပြပရန်တွေကိုတောင်းမှသူတို့အနေနဲ့မကြောက်ဘူးဆိုတာကိုမချက်ခင်မှာပဲတိတ်တိတ်ပြတ်တော့မှဖြစ်ပြီးတော့မှပြည်သူတွေနဲ့ထိုက်တန်တဲ့ဒီမိုကရေစီဆိုတာကိုလည်းမကြောက်ခင်မှာပဲကျွန်တော်တို့အနေနဲ့ရရှိတော့မှာပဲဖြစ်ပါတယ် ောက်ထပ်ဘောမှဘာတတ်တကောင်ဖြစ်ရဲပေါ့နော်ဦးဇွဲဆိုတဲ့ကောင်ကနေပြီးတော့မှသူ့နေတဲ့ဘာကြောင့်ကာချုံမလို့ရတယ်ဆိုတာကိုဘယ်လိုမျိုးပြောနေမျိုး sorry ပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်တက်ချုပ်ကြီးလောက်ထားတို့တမနာကြီးလောက်ရတာတို့ကလူအခွင့်ကြီးဆုံးချုံနေဗျာပြောစမ်းပါအောင်ဆိုတော့ခင်ဗျတိလားတက်ချုပ်ကြီးတွေကာလာ OK သွားလို့လည်းမရဘူးဒါပဲတိတာနော်ဒီကောင်တွေက PTB သွားလို့လည်းမရဖွင့်ကြောင်လို့လည်းမရစကားမှားလို့လည်းမရအေးစိနေလို့လည်းမရဘူးအလုံးလုံးလည်းပြဿနာရှာတယ်အစိခံ အဲ့တော့ no ပါကျွန်တော်မလုပ်ပါဟုတ်တယ်နော်ဖွင့်ကြောင်းလို့လည်းမရအမြဲတမ်းစောင့်ကြည့်ခံနေရတရားစကားလေးတစ်ခွန်းမှားရင်လေအကျယ်ရှိပြဿနာချအောင်မအဲ့ဒါကြောင့်မလို့ no ပါဦးသွဲအေးစစ်စစ်နေမယ်နိုင်ငံတော်ရှိတယ်နိုင်ငံတော်ကလိုအပ်တဲ့အလုပ်မျိုးတွေဝင်လုပ်ပါမယ်ကျွန်တော်နိုင်ငံဒီမိုကရေစီရကြားလာပြီဗျာတတ်မလို့အုပ်ဆိုးတဲ့ချိန်ကစပြီးတော့ဟမ်ခင်ဗျားတို့၁၈နှစ်ပြည်လို့လဲစစ်တပ်ထဲမဝင်ရဘူးကုမိသားစုလေးတစုကိုအလုပ်လုပ်ပြီးတော့အေးအေးကြမ်းကြမ်းလေးနဲ့စီးပွားချလို့ရတာခင်ဗျားတို့မလုပ်ကြဘူး ။ဘာမဟုတ်တဲ့ကောင်တွေကထားပြီးတော့ဒီမိုကရေစီလိုချင်တယ်ဆိုပြီးထားအောင်တော့ခင်ဗျားတို့ရထားတဲ့ဒီမိုကရေစီလေးကပျောက်သွားတယ်။အခု session နဲ့ပြည့်စက်ဆဲဝင်ရမှဆိုလာပြီလေ။35နှစ်ထိဆိုတော့ဟာအဲကြတော့ဖာရမ်းမီလောင်နဲ့ကြတော့ဟိုထွက်ပြီးဒီထွက်ပြီး။မချက်ဘူးလား။ဒီမိုကရေစီလိုချင်တယ်ဆို။နော်။ချက်ဖို့တိတ်ကောင်းပါလား။ပြီးတော့ပြောသေးတယ်ပေါ်တာဆိုရတယ်။ဘာပေါ်တာခင်ဗျားနားလေဆိုလား။ကျုပ်တို့စစ်တိုက်ခဲတုန်းကတောင်ကြီးမှာရပခဆိုရရှိအဲ့တန်လင်းအရှိချိုင်းတစ်ခုလုံးတိုင်ရင်ဆယ်ရင်းနဲ့ထိန်းထားတာ။ အဲ့တော့တကယ်တိုက်ပွဲတွေဖြစ်ပြီဆိုရင်ပေါ်တာဆွဲတယ်ဆိုတာနေမိကန်နေပေါ်တာဆွဲတယ်ဆိုတာကျွန်တော်တို့ရဲ့အရန်ကြီးတွေကိုထမ်းပေးဖို့အမြောက်ကြီးစံတွေ120ကိုဟုတ်တယ်မလားကျွန်တော်ပြောတာ1.5နောက်တစ်ခါကိုဘယ်လိုပြောမလဲလောင်ချပုံးတီးတွေကိုထမ်းခိုင်းတာဓားတွေနဲ့တင်ရတာလည်းရှိတယ်အဲ့ဒါကိုပေါ်တာဆွဲတယ်လို့ခေါ်တာဗျပေါ်တာဆိုတာမသိဘဲနဲ့6 6အောင်ပြောနေခင်ဗျားတို့ပေါ်တာလည်းမဆွဲဘူးနိုင်ငံသားဖြစ်တဲ့အတွက်ခင်ဗျားတို့စစ်တပ်ထဲဝင်ရမယ်လို့ပြောတာခင်ဗျားတို့ကထွက်ပြေးနေလို့လိုက်ဖမ်းနေရတာထင်တာပဲဟုတ်တယ်မလား အားချောင်းနေတာနော်အားချောင်းနေတာဆိုရမယ်ဆိုရင်နော်ဒုတ်တက်ရှုပ်ကြီးလည်းမလုပ်ချင်ဘူးတမနာလည်းမလုပ်ချင်ဘူးလူခွင့်ရေးဆုံးချုံတယ်ဘာမဆိုင်ညာမဆိုင်စောက်လို့မလုပ်တဲ့မိသားစုကထိုင်ဆဲနေလေခံနေတာအဲ့တော့အစ်စီဦးသွဲအစ်စီနေမယ်တကယ်နိုင်ငံတော်အတွက်လိုအပ်ရင်ကြီးဖိုးထမ်းပြီးတော့တိုက်ပွဲဝင်မှုဆင်တဲ့ကယ်ဒီကောင်တော့ဗောနော်ခုချိန်မှာတော့အသက်ကြီးပြည့်ချိန်မစီးဘဲနဲ့ပေါ်လိုပက်ဆာတွေပြောဆိုနေတာဖြစ်တယ်သူအနေနဲ့ကျွန်တော်ပီတိုတွေက ခုချိန်မှာမှမြောက်လိုက်တဲ့စစ်မှုထမ်းစနစ်ကိုကြောက်ပြီးတော့မှဒီလိုမျိုးထပြေးတင်းချောင်နေရတဲ့စပရမပြောဆိုထားတာဖြစ်တယ်။တကယ်တမ်းကျတော့သူတို့အနေနဲ့ပေါ့နော်ပြည်သူလူထုတွေရဲ့လူဆွမ်းရင်းမြစ်ကိုတုံးချပြီးတော့မှခုဆိုရင်ရှေ့တန်းစစ်မှုပြင်မှာပို့လို့တာကိုလည်းကျတော့အလုံးသိတာဖြစ်ပါတယ်။ဒီလိုစစ်ဘောမတွေကိုယ်တိုင်ကတားအောင်စစ်တိုက်ချင်တယ်ဆိုရင်ပြည်သူတွေဆက်သူတို့အနေနဲ့ပေါ့နော်တစုတစည်းနဲ့ရှေ့တန်းစစ်မှုပြင်ကိုတွားတင်နေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအနေနဲ့ကျတော့ဘက်ကနေပြုံးမှလည်းပေါ့နော်ဝက်တာပီတီဖြစ်စွာနဲ့ ဒီစခွေဘောမတွေတခါတည်းတုတ်တင်ရှင်းလင်းနေမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီ online မှာလည်းပြန်ပြန်ပြည့်စုံမှာပဲဖြစ်ပါတယ်အခုချိန်မှာတော့တို့အနေနဲ့ပြည်သူလူထုတွေကိုမြေစာပင်လို့ပြီးတော့မှတို့ကိုကြိုတက်လို့ဆောင်နေကြတဲ့ဒီမဘာသာအုပ်စုနဲ့မျိုးညက်တွေဆိုတာကျွန်တော်တို့အခုဆိုရင်တွေ့နေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုသဘောအနေနဲ့ဒီလိုမျိုးအောင်ချင်တဲ့ဟောင်းတွေပြီးတော့မှပေါ့နော်အားချောင်းနေတဲ့ဘောမစခွေရုပ်ကိုက်တိုက်ကိုဥကျောင်းနေဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တို့စစ်ကြည့်လိုက်ရအောင်နော်ဒီအချိန်မှာခင်ဗျားတို့အဲ့ဒီအာနာရှင်အာနာပြန်သိမ့်လိုက်စမ်းပါ ခင်ဗျားတို့တိုင်းပြည်ပေါ်တကယ်ချစ်တယ်ပြည်သူလူထုကိုတကယ်စောက်ရှောက်ချင်တယ်ပြည်သူလူထုရဲ့အချစ်ကိုခံနေတယ်ဆိုရင်ခင်ဗျားတို့ဒီအချိန်မှာလေအခွင့်ကောင်းအချိန်ပဲတဘောပေါလာတော့မသိဘူးတကယ်ကိုအခွင့်ကောင်းအချိန်ဒီအချိန်မှာနော်ဒီအာနာရှင်လူတစုကြောင့်ခင်ဗျားတို့လည်းဒုက္ခရောက်တယ်ခင်ဗျားတို့ကတော့ပို့ပြီးတော့ကျွန်တော်တို့ထက်နော်အသက်ပေးထားရတာ ခမရတို့တိုင်းပြည်အပေါ်ပြည်သူလူထုအပေါ်ချစ်တယ်ဆိုရင်ခမရတို့ဒီအချိန်မှာလေတကယ်အခွင့်ခေါင်းအချိန်ဖြစ်တယ်ဆိုတာဒါကျွန်တော်အသိပေးတာပါလောက်တာမလောက်တာခမရတို့ကိစ္စပါနော်ခမရတို့ကမိသားစုအတိုင်းဝိုင်းနေတဲ့အသက်ပေးပြီးတော့ခမရတို့အာနာရှိကိုကာကွယ်နေတာဟုတ်တယ်ပြည်နဲ့လူမျိုးအပေါ်ချစ်ပြီးတော့ကာကွယ်နေတာမဟုတ်ဘူးဒီအချိန်မှာသာခမရတို့အခွင့်အရေးကိုအသုံးချလိုက်မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲပြည်သူလူထုကရောခမည်းတော်ကိုဘလို့ဟောကြိုးစုံမလဲတောင်းတောင်းဖြတ်ဖြတ်နဲ့ဘလို့ကြိုးစုံမလဲဆိုတာခမည်းတော်တွေးလိုက်တာနဲ့ခမည်းတော်ရင်ထဲကပီတိဖြစ်လာမယ်ဆိုတာခမည်းတော်ကိုခမည်းတော်သိတယ်เนาะအဲကြောင့်မို့ဒီချက်ကအမတန်မအခွင့်အရေးကောင်းတဲ့အခြေအနေလို့ပဲပြောပြရစီဗျာဒီတော်လိုင်းကြီးမှလည်းဘလို့ပြောနေဆိုတော့ចောင်းသူတော်ကြွက်သခိုးတွေကပေါ်လိုက်တာဗျာเนาะ အပေါ်ရန်ရွှေမုံကျဲပြီးတော့အတွင်းနွားချေတက်နေတဲ့နော်မတိမတိတဲ့ယူသားတဲ့တိုင်းသားတွေပေါ့နော်သားကောင်ဖြစ်နေလှုပ်ရှားနေတဲ့ဒီတော်လိုင်းကြီးအခုတုန်းလှုပ်ရှားနေတဲ့ကောင်တွေကလည်းပေါ်သားဗျာနော်အေးမတိနားမလဲတဲ့ကောင်တွေကတော့လေးစားမှာပေါ့ဗျာနော်ကျွန်တော်တို့လူတိနေတဲ့လူကတော့ ခင်ဗျားတို့အော်ဂလီဆန်တယ်ဗျာနော်ပြောပဲနော်ဦးကျော်တော့တော်လန်ကြီးကိုဘန်းပြပြီးတော့ခုလုံးလုတ်ပြီးတော့လိန်စားနေတဲ့ကောင်တွေကိုပြောတာလူကြည့်တော့ကြက်စီတစ်စက်မှတော့မရှိဘူးနော်အဲ့တော့ကျွန်တော်ဘာဘာနဲ့ပြောရမလဲဆိုတော့ဟန်ဆောင်ကောင်းတဲ့သူနော်ရိုးသားတဲ့လူတွေကဝိုင်းသနာရတယ်ဗျအဲ့လိုပုံစံမျိုးနေဖြစ်နေတယ်နော်အခုကခင်ဗျားတို့စဉ်းစားကြည့်လေဗျသယုံဆောင်နေတဲ့ ဟုတ်လားရုပ်ရှင်ပိတ်ကားပေါ်မှာတရုတ်ဆောင်နေတဲ့လူတွေတော့နော်တရုတ်ဆောင်ကောင်းတဲ့သူနော်ဂျိုးသားတဲ့လူကဝိုင်းသနာကြတာပေါ့နော်ဒါကြောင့်မို့ဟိုရုပ်ရှင်ပိတ်ကားပေါ်မှာရိုက်နေတဲ့တရုတ်ဆောင်တွေတော့နော်အကယ်ဒမီတွေတော့ရကြသေးတာပဲတရုတ်ဆောင်တရုတ်ဆောင်ကောင်းရင်အကယ်ဒမီတွေတော့ရကြသေးတာပဲ ကဲဒီမှာဦးကျော်အနေပြီးတော့ပါတော့ခုချိန်မှာတော့ကျတို့မြောက်လိုင်းတို့စစ်တပ်အနေနဲ့အောက်ခြေကဘောမတွေကနေပြီးတော့မှပုံကမှုတွေလုပ်ဖို့ပေါ့နော်ပြောဆိုထားတာဖြစ်ပြီးမှတစ်ဖက်မှာတော်လိုင်းရဲကိုဘွန်ပြပြီးလုံဆောင်နေကြတဲ့အုပ်စုတွေလက်ရှိတယ်ဆိုတာမြေပပီတို့ချက်ပြတိပြီးပြောဆိုထားတာဖြစ်တယ်တကယ်လည်းဟုတ်တယ်ပေါ့နော် အခုအချိန်မှာမျောနိုင်နေတဲ့ရုရှားကိုတွားပြီးတော့မှအကူကြီးတောင်းနေတဲ့အချိန်မှာကျွန်တဲ့စစ်ကောင်းဆောင်တွေကနေမြို့တော်မှာသူတို့ရရခွင့်ရေးစုပ်ကန်ပြီးတော့မှမျောနိုင်ကိုထားပြီးတော့မှပုံကတင်နေတာပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုတော့သူတို့ကလည်းတချင်းချင်းမှာတော့မျောနိုင်ရဲ့ထိုးချွေးခံစစ်နေတဲ့လုံမပတ်သွားမှာဖြစ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေရဲ့ပေါ့နော်အပြစ်ပေးရေးဦးချင်းကိုခိုင်းပါပဲဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီဒေါ်လာရေးမှာလှုပ်ရှားပြီးတော့မှတချို့ဒီဒေါ်လာရေးကောင်းဆောင်တွေရဲ့နာမည်တွေသုံးချပြီး ကြိုးရှာနေတဲ့အုပ်စုတွေလည်းရှိတယ်ဆိုတာကိုဥကြောင်းနဲ့ပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးအဖွဲ့တွေကိုနာမည်နဲ့တက်တင်တဲ့တကွာပေါ့နော်တည်တယ်ဆိုရင်တခြားလေးကိုစုံစမ်းအရေးယူတင်တာပြတော့မှကျွန်တော်တို့တော်လိုင်းရေးကိုဂဂနာနာလို့တဲ့ပေါ့နော်အဖွဲ့အစည်းတွေကိုတင်ပြတင်တာပဲဖြစ်ပါတယ်နောက်မှသာကျွန်တော်တို့ဒီတော်လိုင်းမှာရေးပေါ်စုလူတစုအနေနဲ့ကင်ပက်တော့မှာဖြစ်ပြတော့မှမြို့ဝပြည်သူတွေလိုချင်နေတဲ့ပေါ့နော်အောင်မြင်မှုတွေကလည်းမကြခင်မှာပဲရောက်ရှိလာတော့မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီသူများလို့ထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမချင်းပြေဆုံးပြီးတော့မှတာယာ Channel နေ့လေးပတ်ဆက်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။